တရုတ်နိုင်ငံထဲကကြောက်တုံတော်အိုကြီးတရုတ်နိုင်ငံထဲမှာရှိတဲ့ကြောက်တုံတော်အိုကြီးရလဲအမြင်အရလဲစံပြလွန်းတယ်လို့တမိုင်းကြောင်အရလဲတကယ်ကိုခိုင်ခံလွန်တဲ့နေရာကြီးတစ်ခုပါရွှေနံပြည်နယ်ထဲမှာရှိပြီးတော့ area store ရဲ့မိုင်190လောက်အတွင်းမှာရှိပါတယ်တကယ်ကိုအကြီးပါပဲဒီဗီဒီယိုမှာမြင်တဲ့အချိန်ထုံးကြောက်ကြီးတွေကသစ်ပင်ကြီးတွေလိုထိုးထွက်ပေါင်းရောက်နေတာအော်ဘာနန်ဖြစ်စရာပါတကယ်တော့ဒီနေရာကြီးကလွန်ခဲ့တဲ့နှစ်သန်း290လောက်ကလေးကစတင်ဖြစ်ပေါ်လာခဲ့ရလို့ပညာရှင်တွေက ဆိုပါရယ်ဗလယ်ပြင်နေကနေထုံချောက်တွေကဘူမိလုံရှားမှုတွေကြောင့်ထိုးထွက်လာခဲ့ပြီးတော့တဖြည်းဖြည်းဗလယ်ပြင်ပြောက်ကွယ်သွားတဲ့အခါချိန်ရင်ခဲ့တာပါ ထုံချောက်တောင်ကြီးတွေကိုလေတွေနဲ့ရှည်တွေကတိုက်စားတဲ့အခါဒီနေ့လိုပုံစံတွေဖြစ်ပေါ်လာပါတယ်တချို့နေရာတွေမှာဆိုရင်လူပုံစံတွေဒရိစံပုံစံတွေနဲ့ဒဏ္ဍာရီလာတတ္တဝပုံစံတွေကြောင့်လေနဲ့ရှည်တိုက်စားမှုတွေကြောင့်ဖြစ်ပေါ်နေပါတယ်အဲဒီပုံတွေကြောင့်လူတွေပြောကြတဲ့ပုံမြင်တွေလည်းဖြစ်ပေါ်လာပြီးအဲဒီတဲကတပုတ်ကဆိုရင်လူရုပ်ပုံဖြစ်နေတဲ့ ဲ့ထုံเจ้าတိုင်ကြီးတခုကအရှိမာလို့ခေါ်တဲ့မိန်းကလေးတယောက်သူချစ်သူနဲ့လက်ထပ်ခွင့်မရလို့ရှင်ခွင်နာကြပြီးတော့ဖြစ်လာတာလို့ဆိုပါရရှင်။